မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင် alike မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့ဓတမတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့ယတ္တစာရန်လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီစာရန်ရဲ့နာမည်ကတော့အိုးစီတန်တဲ့ ဒီအိုစီတန်ဆိုတဲ့စာတန်းကိုဆရာကြီးမင်းသူဝန်ကအိုစီတန်ကိုမင်းသူဝန်နဲ့အခြားစာဆိုများရေးသားသည့်ဂန်းကောအမြိုင်စာတန်းစာအုပ်မှ ကောင်းထုတ်ထားတာဖြစ်ပါတယ်ဆရာမင်းသူဝန်သည်ကိုညံကုန်းမြို့ဇာတိဖြစ်၍1906ခုနှစ်တွင် ဖွားမြင်သူဖြစ်သည်အမည်ရင်းမှာမောင်ဝံဖြစ်သည်မိဘနှစ်ပါးမှာဥလုံးပင်နှင့်ဒေါ်မိတို့ဖြစ်သည်မွန်မြမာမျိုးရုပ်ကုံတယ်များဖြစ်ကြသည်ဝေချင်းခုနှစ်ယောက်တွင်ဒုတိယမြောက်ဖြစ်သည်ကိုညံကောင်းမျိုးဆရာဥပိုးလိုင်ကျောင်းတွင်စတင်ပညာသင်သည် ရန်ကုန်တက္ကသိုလ်တွင်မြမသာဂုံတုတန်တက်ရောက်ရာဝိစာဂုံတုပွဲရသည်ပထမတန်းဂုံတုတန်ဖြင့်အောင်မြင်သည်မဟာဝိစာပွဲရပြီးနောက်ပညာတော်သင်အဖြစ်အင်္ဂလန်နိုင်ငံအောက်စဖို့တက္ကသိုလ်တွင်ပညာစည်းပူးရာစာပေဝိစာဘီလစ်ပွဲရသည် အမေရိကန်ပြည်ထောင်စုယေလ်တက္ကသိုလ်တွင်ဘာသာပေရပညာစီးပုခဲ့သည်ဒါကတော့ဆရာမင်းသွွန်အကြောင်းလေးပဲဖြစ်ပါတယ်ကဲဒါဆိုရင်အိုစီတန်ဆိုတဲ့ယတ္တစာရန်လေးတစ်ပုဒ်ကိုဖတ်ကြည့်အောင်ဆံဘေထုံမိစာလုံးမိစာလုံးဆံဘေထုံဟုဟဲ့အော်ကြွေးကြော်ရင်မျက်စိကမိုးပုံမျော၍လက်က ။ဩစီကိုထုလျက်ကျွန်တော်တို့သည်ငယ်စဉ်အခါကပျော်ပါကြခဲ့ကြ၏။ရွာလမ်းမတွင်ကျွန်တော်တို့၏အိုးစီတန်နှင့်တေးတန်တို့သည် သူတာငါနိုင်ပြန်ဆိုင်ခဲ့ကြ၏။တင်းရိပ်ကောင်းကောင်းမှနေ၍ကျွန်တော်တို့သည်အိုးစီတန်နှင့်တေးတန်တို့ဖြင့်နေမင်းကို ပူဇော်ခဲ့ကြ၏။တလင်းပြောင်ပြောင်မှနေ၍လာမင်းကို ပူဇော်ခဲ့ကြ၏။ နေမင်းလာမင်းတို့ပေးတော်စုတွင်ခေါလုံးနှဲ့ကျွန်တော်တို့သည်ခုံပေါက်တီကကပျော်ပါခဲ့ကြ၏တမ်းမာခဲ့ကြ၏ဤသို့ဖြင့်အမိနို့ရည်သည်ကျွန်တော်တို့ဤသွေးသားနှင့်ယောနောပေါင်းဆက်နေတကဲ့သို့ဩစီတန်တေးတန်တို့သည်လည်းကျွန်တော်တို့ဤအသွေးအသားနှင့်ယောနောပေါင်းဆက်လျက်ရှိလေတော်သည် နေောညပါရွာလန်းတွင်ပျော်ပါသောအိုးစီကလေးလက်သီးဆုပ်၏အတန်ကို အားကြသည့်အလားဝါလာတရင်အကျွတ်တွင်အိုးစီကြီးများ၏အတန်သည်ပေါ်ထွက်လာလေသည်ရွာထိပ်မှလည်းပေါ်ထွက်လာ၏ရွာတောင်မှလည်းပေါ်ထွက်လာ၏ရွာမြောင်းမှလည်းပေါ်ထွက်လာ၏ရွာကလေးတွင်အိုးစီတန်သည်မုန်းမွန်လေပြီ ညာဦးလာရောင်အောက်တွင်ရွာကလေးကိုထုတ်ချင်းခက်မြည်ဟီးသွားသောမုံစန်းထောင်းလက်ဆောင်သည်အိုးစီတန်နှင့်သမီးမောင်နှံပမာဖျားသွားကြောင်းတက်အတူထွက်ပေါ်လာလေသည်အိုးစီကြီးတို့သည် ပလင်ပလွေနှင့်လင်းကွင်းလက်ခုံနှင့်မောင်းတို့ကိုလည်းအဖော်ခေါ်ခဲ့ကြသည်၏၎င်းရဲဘော်တစုတို့သည်တရင်ကျွတ်လာပြင်းနှင့် ပရေသာပင်များတွင်ရံ၍ဖုံးကြီးကတော့သွားကြသည်တန်ကျက်တွေတမြိုင်မြိုင်နှင့်အလွန်ပျော်ပါကြလေသည်တစောင်းမုံလားပြည့်နေတွင် ကထိန်သင်္ကန်းကပ်ရန် ထွက်ရပြန်၏တောင်ပိုင်းအိုးစီနှင့်မြောက်ပိုင်းအိုးစီ အရှေ့ပိုင်းအိုးစီနှင့် အနောက်ပိုင်းအိုးစီတို့သည်ကျောင်းပရွန်အတွင်တွင်ပျော်ပွဲကိုကျင်းပကြ၏ထို့နောက်နတော်ပြာသောနှစ်လတွင်အိမ်တွင်း၌ခဏကွေးကြ၍ တဘူရဲလာပြည့်စီတို့ ရောက်ပြန်သောအခါထွက်လာကြပြန်၏ထိုအခါတွင်ကကျောင်းသို့မသွားညနတာတာအိမ်ရှိတလင်းခွင်းရှိမိဘနာ၌ပျော်ပါကြော်ကျွေးကြလေသည် ထမင်းထိုးသောသူများဝေသောသူများစားသောသူများသည်အိုးစီတန်ဖြင့်ကရတော့မလိုလိုခုံရတော့မလိုလိုတရိုးရိုးတရွရွဖြစ်နေကြကုန်၏ ။တရင်ကျုပ်တစောင်းမုံးလစီတွင်လှုပ်ခဲ့သောမိဘုံပြန်ကြီးများမှိုင်းဝသောအခွာတလုံးတရွရွတလုံးလုံးဖြစ်နေသည်နှင့် တူလီတော့သည်။တပောင်းလာတွင်ခဏအနားယူကြပြန်ဤအားမွေးကြပြန်ဤတကူးလာသင်းညံတွင်သို့ရောက်သောအခါတစုတဝေးကြီးထွက်လာကြပြန်ဤထိုအချိန်ကနှွေခေါင်ခေါင်သည် ရေလဲပူဤလေလဲပူဤသစ်ပင်တို့သည်လဲကျိုးတိုးကြက်တဲနှင့်ခံမွဲမွဲပင်ရှိကြ၏ရွာလန်းတို့သည်ဖုတ်တထောင်းထောင်းနှင့်ဖြစ်လေသည်အထက်ဘူးအောက်ဘူးရှေ့ဘူးနောက်ဘူးဝဲရနှစ်ဖက်လဲပူသောတကူးလအပူထဲတွင်အိုးစီအတန်စင်ညာညာသည်ရွာရိုးတွင်မြည်ဟင်းပြန်၏ ။တကြံထမင်းကျွေးသောအိမ်ရှိစီကလည်းမြည်ဤလူမြောက်ပွဲစီကလည်းမြည်ဤဘေးမဲ့နွားကြီးအတွက်အလူခံသည့်စီကလည်းမြည်ဤဤသို့ဖြင့်ညိုသောအသားရောင်သည်မြမာတို့၏အမျိုးသားအယောင် ဖြစ်တဲ့ကဲ့သို့အိုးစီတန်သည်လည်းမြမာတို့၏အမျိုးသားဒုရိယတန်ဖြစ်လေသည် ။အိုးစီတန်ကိုကြား၍စိတ်မတုန်လှုပ်သောမြမာကရှားလိမ့်မည်။ဤမြေမျက်နာပေါ်တွင်အိုးစီတန်မပြောက်သေးသမျှမြမာအမျိုးတိန်ကောပျောက်ပြက်ရန်ခဲရင်လိမ့်မည်။အိုးစီအိုးစီအိုးစီသားပြ လူရည်လူရည်လူရည်ချားဆဟူသော တေးသင်မစိတ်သေးသမျှမြမာတို့အတွက်ပျော်ရင်ရွှင်ရင်လမ်းကြောင်းကြီးသည်ဖြူးလျက်ပင်ရှိလေဦး တော့မြည်တီဒါလေးကတော့20ရာစုမှာဆရာမင်းသူဝန်ရေးသားခဲ့တဲ့အိုစီတန်ဆိုတဲ့ရတစာရန်လေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ဒီစာရန်မှာခက်စစ်အဖွင့်17လုံးကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်နံပါတ်1ကြိုးတီးကြိုးတဲ့အနေငယ်ကျဲလည်းရဲ့နံပါတ်2တလင်းညီညာရှင်းလင်းသော မြေမျက်နှာပြင် နံပါတ်3ဟာတုံလုံး6ချားသည်နံပါတ်4ဟာတိန်ကောမင်းမိန်ပျောက်ွယ်သည်နံပါတ်5ဟာပဒေသာပင်လှူဝဲပစ္စည်းမျိုးစုံကို ဝေဖြာအောင်ဆွဲဆင်ထားသောအရာနံပါတ်6ကပရဝုံဖျားကြောင်းကံအဆောက်အုံဤအကာအယံတတိုင်းနံပါတ်9ကဖြူဖြောင်းစင်းသောချောပြေသောနံပါတ်10ကဘေးမဲ့ အသက်အန္တရာယ်ထိပါခြင်းမခံရမီအခွင့်အလန်းကိုပေးသည်နံပါတ်9အမုံမွန်များပြလွန်ကဲစွာနံပါတ်10အသမီမောင်နှံဇမီမောင်နှံနံပါတ်7ကအားမွေအားအင်တိုးတက်ပြေဝလာအောင် ပြုလုပ်သည် ဆိုပြီးတော့ခက်စစ်အဖွင့်7လုံးကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်ဒီဩဇိတန်ဆိုတဲ့နော်ယတ္တစာရဲမှာမေခွန်း9ခုကိုပေးထားတာဖြစ်ပါတယ်နံပါတ်1 ဩစီတံယတ္တစာရန်တွင်ဖတ်ရှုရသောဩစီဝိုင်းဤဒုရိယပစ္စည်းများကို ဖော်ပြပါနဘနှင့်ဩစီတံကိုမြည်သည့်အချိန်အခါမျိုးတွင် ကြားရလေ ရှိသည်တဲ့နဘနဘ3ဝါလသတင်းကျွတ်တွင်ဩစီကြီးများ၏အတန်သည်ပေါ်ထွက်လာလေသည်ရွာထိတ်မှလည်းပေါ်ထွက်လာ၏ရွာတောင်မှလည်းပေါ်ထွက်လာ၏ ယောမြောင်မှလည်းပေါ်ထွက်လာ၏ယောကလေးတွင်အိုးစီတန်မုံမုံလေးပြီဟူသောစာသားသည်တင်ဤအကြာအာယုံ၌မြည်တို့ဖြစ်ပေါ်လာသည်တဲ့နဗလေးကအိုးစီကြီးတို့သည်ပလွေနှင့်လင်းကွင်းလက်ခုံနှင့်မောင်းတို့ကိုလည်းအဖော်ခေါ်ခဲ့ကြသည်၏၎င်းရဲဘော်တစုတို့သည်တရင်ကျွလာပြင်းနေ၌ ပတိတာပင်များတွင်ရန်၍ဖုန်ကြီးကတော့သွားကြသည်တန်ချက်တွင်မြိုင်းမြိုင်းနှင့် အလွန်ပျော်ပါကြလေသည်ဟူသော စာသားကိုဖတ်ရသည့်အခါသင်၏အကြအာယုံ၌မြည်သို့ ပြောင်းလဲဖြစ်ပေါ်လာသည်နည်းနံပါတ်5အိုးစီတန်ယတ္တစာရန်ကိုဖတ်ပြီးနောက်သင်မြည်ခဲ့သို့ခန်းစားရသည်တဲ့ဒါလေးကတော့အိုးစီတန်ယတ္တစာရန်မှာ မေကုံ၅မျိုးမေးထားတာဖြစ်ပါတယ် ဒီနေ့ဖတ်ပြပေးခဲ့တာကတော့ဓတမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့အိုစီတန်ဆိုတဲ့ယတစာရန်လေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်